Finnish Arkan people နိုင်ငံတော်သူမဟုတ်လူဖြစ်ရကျုံနဲ့တော်နေရနိုင်ငံတော်နိုင်ငံတော်ဆိုသောစကားလုံးရဲ့အနေအထိတ်ပေကို လူထုသည်သိရင်ခံစားရလိုအပ်သည်နိုင်ငံရေးသူမဟုတ်အာသာဝေဒသည်ကိုနဲ့မဆိုင်နိုင်ငံရေးသည်ထမင်းမဆိုင်ရသောကိစ္စဟုအသိအမြင်အနေထိုင်နေသည့်နိုင်ငံတော်ဆိုသည့်အထိတ်ပေကိုသိရင်ပို့လိုအပ်ပေသည် နိုင်ငံရေးတိတ်ပဲဘာသာရဲ့တွင် state ဟူသောစကားလုံးဝါဟာရ၏အတိတ်ပေအားနိုင်ငံတော်ဟူသာဘာသာပြန်ဆိုသည်နိုင်ငံရေးတိတ်ပံဘာသာရဲ့ဖတ်မှ straight ဟူသောတိတ်ပံ National Gallery စသည့်စကားလုံးများနဲ့အနှစ်သာရအတူတူဖြစ်ပေသည်သို့သောမြမလူပေါင်းတစ်ခုလုံးသည် straight ဟူသောစကားလုံး၏အတိတ်ပေကိုပြင်းနေဆိုသည့်အတိတ်ပေအောက်တွင်ပိတ်မိနေခဲ့ကြသည်မှာစီစုနှင့်များသောရှိနေခဲ့ကြပြီဖြစ်သည် အရခလူပေါတီလေးထိုအတိုက်ပင်အောက်တွင် ပိတ်မိနေခဲ့ကြသည် စတိတ်ဟူသောဝါဟာရာ၏အစင်တန်းသည်နေရှေကန်ထရူဟူသောဝါဟာရာတို့ထက်နိုင်တည်ဟူသာထင်ခဲ့ကြသည် နိုင်ငံဟူသောဝါဟာရာနှင့်ပတ်သက်၍ဘာသာဗီရဖတ်မှကြည့်လျင်နေရှေသည်လက်တင်ဘာသာစကားနတ်တီယိုမွေးဖွားခြင်းဟူသော စကားလုံးဝဆင်သက်လာသည် country သည် latin ဘာသာစကား contra terra ရင်ဆိုင်ရည်တည်ခြင်းဟူသောစကားလုံးမှဆင်းသက်သည် state သည် latin ဘာသာစကား state ရည်တည်သောတည်ရှိနေသောအခြေအနေဟူသောစကားလုံးမှဆင်းသက်သည်ပါဠိဘာသာအရာဒေတာဌာနစသောစကားလုံးများသည်လေတိုင်းပြည်နိုင်ငံရေးဟူသောအဓိပ္ပာယ်မျိုးထပ်ပေးသည်ပါဏိဘာသာစကားနိဂါမနှင့်ချက်ကရစကားနယွန်သည်ရှစ်တို့ဆက်တော်နေခြင်းနှင့်နိုင်ငံတော်ဟူသောအဓိပ္ပာယ်ရပေသည်သူဖြစ်၍နိုင်ငံဟူသောစကားလုံးသည် ခြေတရက်တည်နေသောခြေတရက်ချစ်ကိုဆက်လက်လှုပ်ရှားနေရသောနေရာဒေသဟူ၍ဘာသာဗေဒဖက်မှအဓိပ္ပာယ်ရသည်ဥပမာဂျပန်နိုင်ငံဆိုလျင်ဂျပန်လူသားမျိုးတွေများခြေတရက်တည်နေသောခြေတရက်ချစ်ကိုဆက်လက်လှုပ်ရှားနေရသောနေရာဒေသဟူသောအဓိပ္ပာယ်ဖြစ်သည်ရှင်သင်ရတည်မှုနှင့်ရှင်သင်ရဆက်လက်လှုပ်ရှားနေမှုရှင်သင်ရတည်မှုနှင့်အသက်ရှင်သင်ရရုန်းကန်လှုပ်ရှားနေမှုသည်ဘဝဖြစ်စဉ်ဖြစ်သည်ဘဝဖြစ်စဉ်ဟူသည်ကစားဝတ်နေရေးဖြစ်စဉ်ဖြစ်သည် ။သို့ဖြစ်၍နိုင်ငံဟူသည်လူများ၏စာဝဲနေဘဝဖြစ်စေအတွက်ရှင်သန်ရုံးကန်လှူရှားနေရသော နေရာဒေသဖြစ်သည်။ထပ်၍ဥပမာပြုရသောဂျပန်နိုင်ငံဟူသည်ဂျပန်လူသားမျိုးတွေတရေ၏စာဝဲနေဘဝဖြစ်စေအတွက်ရှင်သန်ရုံးကန်လှူရှားနေရသော နေရာဒေသဖြစ်သည်ဟုသောသဘောပင်မြင့်သည့်လူသားတိုင်းမဆိုမိမိတို့၏စာဝဲနေဘဝဖြစ်စေအပေါ်တွင်တောင်းပတမကြောင်မကြဘဲနေလိုကြပေသည်။ ရှင်သန်လိုကြပေသည်မိမိ၏စာရေးဝတ်ရေးနေရေးအပေါ်ပြည့်စုံကုန်လုံးလိုကြပေသည်မိမိရှင်သန်မှုကို ထိခိုက်ပျက်စီးရောရောတော်မီအခြေအနေမျိုးကိုမလိုလားကြပေမိသည့်လူသားတိုင်းမဆိုရင်းတို့အာသာဆန္ဒရှိကြသည်တို့ဖြစ်၍နိုင်ငံရေးဟူသောဝါဟာရအားချက်ကရဘာသာတွင် အာသာရှက်ကရအာသာဗေဒဟုလည်းခေါ်ကြသည် အာသာစိတ်ဆန္ဒချက်ကရဗေဒသီအိုရီသဘောတရားဖြစ်သည်လူများ၏စာဝတ်နေရေးဘဝဖြစ်စဉ်တွင်မတောင့်တမကြောင်းကြပဲနေနိုင်ရန်စီမံခန့်ခွဲရသောသဘောတရားသည် နိုင်ငံရေးဖြစ်သည်လူများသည်ထို့သို့မတောင့်တမကြောင်းကြပဲနေနိုင်ရန်အတွက်အချုပ်ကြာအာဏာကိုဖန်တီးကြသည်အချုပ်ကြာအာဏာဖန်တီးပြီးနောက်စီမံခန့်ခွဲမှုအုပ်ချုပ်သူအဖွဲ့အစည်းလုံးမှုသူအားတာဝန်ပေးကြသည် တို့ဖြစ်၍အချုပ်ရာအာနာဤပင်ကိုမူလတာဝန်သည်သူများဤစာဝဲနေရေးဘဝဖြစ်စဉ်ကို မတောင်းတမကြောင်းကြစေရင်ဆောင်ရွက်ရမည်တာဝန်ဖြစ်သည်နိုင်ငံတော်တည်ဆောက်ခြင်းနိုင်ငံတော်တည်ဆောက်ခြင်းဆိုသည်မှာဖွံ့ဖြိုးတိုးတက်ရဲ့အတွက်တည်ဆောက်ခြင်းဖြစ်သည်နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးသည်ဆိုသည်မှာရှင်သန်နေထိုင်သောမိစိန်လူမှုဘဝဤစာဝဲနေရေးဖြစ်စဉ်တိုးတက်ဖွံ့ဖြိုးမှုပင်ဖြစ်သည် သူသားများအတွက်စာဝတ်နေရေးအဆင်ပြေသောချင်းတန်နေထိုင်ရာ နေစဉ်လူမှုဘဝအဆင်ပြေသောနေရာဒေသသည်နေထိုင်စရာကောင်းသောလူဖြစ်ရကြုံတဲ့ဒေသဖြစ်သည်တို့ဖြစ်၍နိုင်ငံတော်တည်ဆောက်ခြင်းဟုသည်လူဖြစ်ရကြုံတဲ့နေရာဒေသဖြစ်လာရင်တည်ဆောက်ရသောကိစ္စဖြစ်သည်နိုင်ငံရေးဆိုသည့်ဝါဟာရအား20ရာစုအထိ ဖိနည်းအုပ်ချုပ်သူအားဖိနည်းခံရသူများမှပြန်လည်တော်လှန်သည့်သဘောမျိုးကိုအဓိပ္ပာယ်ဖွင့်ဆိုကြသည်။သို့သောနိုင်ငံရေးအပေါ်အဓိပ္ပာယ်ဖွင့်ဆိုမှုသည်ထုံများလောက်ဖြင့်ရက်တက်မနေပေ27ရာစုတွင်ပုံမူကြည်ပြော့စွာဖွင့်ဆိုလာကြသည်။အထူးသဖြင့်ဒီမိုကရေတစ်နိုင်ငံရေးအားလူအချင်းချင်းကြားတဟဇာတာဖြစ်စီရန်နှင့်ငင်းငင်းကြဲကြဲနေထိုင်ရစီမံခန့်ခွဲနိုင်ခြင်းနေစဉ်ဘဝချစ်တဲ့မှုနှင့်လူမှုဘဝဖြစ်စဉ်အတွက်စိုးရိမ်မှုမျာ လူအပ်ချက်များတောင်းတမှုများနေနိုင်သမျှနေရစီမံခန့်ခွဲနိုင်ခြင်းလူတဦးချင်းအခွင့်အရေးနှင့်လူအများ၏အခွင့်အရေးကြားတွင်အဟဇာရဖြစ်စီရင်စီမံခန့်ခွဲနိုင်ခြင်းလူနေစု၏အခွင့်အရေးနှင့်လူအများ၏အခွင့်အရေးကြားတွင်တဟဇာရဖြစ်စီရင်စီမံခန့်ခွဲနိုင်ခြင်းလူတဦးချင်း၏ကောင်းမှုဆက်ဝန်းဝေးရပါဗီဇာဆွေးရီပါရမီကိုပြည့်တင်နိုင်သော ထောက်ပံ့ပေးနိုင်သောလူပုံဝင်ခြင်းကို ဖြစ်စီရင်ဖက်တီးစီမံခန့်ခွဲနိုင်ခြင်း လူလူဦးချင်းဤပါရမီအလိုက်ဆန္ဒအလိုက် အသက်မွေးမှုများကိုရွေးချယ်လောက်ကိုင်းနိုင်ပြီးထိုအသက်မွေးမှုဖြင့်လူတန်းစီနေထိုင်နိုင်ရဲလူကုန်တိုက်ကအပြည့်ဖြင့်နေထိုင်နိုင်ရဲစီမံခန့်ခွဲနိုင်ခြင်းစသည့်အချက်များဖြင့်ဖွင့်ဆိုလာကြပေသည်ဤစီမံခန့်ခွဲမှုစံနှုန်းများမှာဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်ဖြစ်သည့်ဖိုစီမန်ခက်ခွေးမှုစံနှုန်းများနှင့်ဒီမိုကရေစီနိုင်ငံရေးဖြစ်စဉ်ကိုလူအတိုက်အဝန်တရက်သည့် မိမိတို့ဘာသာမိမိတို့ပုံစံဖြင့်ဖန်တီးခွင့်တည်ဝင်လျက်ကိုကကြမကိုဖန်တီးခွင့်ဖြစ်သည်ကိုကကြမကိုဖန်နည်းရဲ့အချုပ်ရှားအာဏာကိုတည်ထောင်ရပေသည်သို့ဖြစ်၍အချုပ်ရှားအာဏာ၏ပင်ကိုမူလတောင်းဝန်သည်လူများ၏စာဝတ်နေရေးဘဝဖြစ်စဉ်ကို မတောင့်တမကြောက်ကြစေရန်ဆောင်ရွက်ရမည့်တာဝန်ဖြစ်သည်တနည်းလူဖြစ်ရခြင်းနဲ့အောင်စီမံခံခွေရမည့်တာဝန်ဖြစ်သည်အချုပ်ရှားအာဏာ၏ခက်မတုံးပြဖြစ်သောအုပ်ချုပ်ရေးအာဏာဥပဒေပြုရေးအာဏာတရားစီရင်ရေးအာဏာများ၏ မူလတာဝန်များသည်လေထို့အတူဖြစ်သည်အောက်တွင်ဖော်ပြသောမေခွန်များသည်အာရခဒေသ၏လူမှုနေစဉ်ဘဝစာဝန်းနေရေးဘဝဖြစ်စဉ်အတွေ့အရေးကြီးသောမေခွန်များဖြစ်ပါသည်အိမေခွန်များကိုစဉ်းစားရင်အဖြေရှာကြည့်ခြင်းပင်လေနိုင်ငံတည်ဆောက်ရေး state welding အတွေ့ပါဝင်ပတ်သက်နေခြင်းလေးဖြစ်သည်အာရခဒေသအတွင်ပြည်သူလူထု၏နေမှုထိုင်မှုဘဝကောင်းမှုစေရန်မြင့်သည့်ပုံစံဖြင့်အုပ်ချုပ်ရေးအာဏာကိုတည်ဆောက်ကြမည်နှင့် ပြည်သူလူထု၏နေထိုင်မှုပေါ်ကောင်းမွန်စေရန်မြင့်သည့်ပုံစံဖြင့်ဥပဒေပြုရေးအာဏာကိုတည်ဆောက်ကြမည်နီပြည်သူလူထု၏နေထိုင်မှုပေါ်ကောင်းမွန်စေရန်မြင့်သည့်ပုံစံဖြင့်တရားစီရင်ရေးအာဏာကိုတည်ဆောက်ကြရမည်နီပြည်သူအချင်းချင်းကြားတွင်ဒီမိုကရေစီဒန်းတူညီမျှမှုလူလက်တရားမျှတမှုအတွေ့မြင့်သို့သောပဋိညာများကိုပြုကြမည်နီပြည်သူနှင့်အာဏာသုံးရကြားတွင်မြင့်သည့်အချက်များကိုပဋိညာပြုကြမည်နီ အာရခတက်တော် AA တက်မှုရုပ်ဘူးချုပ်ထွန်းမြင့်နိုင်ကရခိုင်လူပေါင်းအာရကန်နေနမိတ်ဒေတာအတီတီတွင်နေထိုင်ကြသောတိုင်းရင်းသားလူမျိုးအတီတီသည်အာရကန်ပြည်သူများသာဖြစ်ကြောင်းရခိုင်ဒေတာအတွင်လူမျိုးပေါင်းစုံလူမျိုးရေးဂန်းလူရေးဒီမိုကရေစီအနှစ်သာရနှင့်လူမှုတရားမျှတမှုဆိုင်ရာအသိအဖွင့်များကို မခွဲမကြားခံစားခွင့်နှင့်လူဖြစ်ရကျိုးနေရစီမိဖြစ်ကြောင်းကို၁၇ချိန်မြောက်တက်တော်နှင့်မိန့်ခွန်းစာမျက်နှာသုံးတွင် ဖော်ပြထားသည်ရခိုင်သားကံကြမ္မာကိုရခိုင်သားလက်နက်အလှဆင်နိုင်ရန်အမိန်ခိုကင်းသည့်ရခိုင်လူပောင်ကိုတီထောက်ခြင်းသည်ပြည်ထနာများအတွက်အကောင်းဆုံးအဖြေဖြစ်ကြောင်းဘိုးဘွားပိုင်ရခိုင်မျိုးပြင်ဝင်းဟင်တွင်ရခိုင်အောင်လယ်ကိုလွတ်လပ်စွာဖြန့်ထူနိုင်ရန်နှင့်ကမ္ဘာသမိုင်းတွင်အာရကန်သားများလူပုံတိုက်ခါရှိသောရက်တီနိုင်ရန်မှာရခိုင်လူမျိုးတယောက်ချင်းစီ၏ရင်းနှီးမလာသောဆန္ဒအာဂန်ဒရင်းဖြစ်ကြောင်းအဆိုပါမင်းကွန်းဆာမျက်နှာငါးတွင်ဖော်ပြထားသည် ရခိုင်လူမှုတဘာဝလှပရေးရခိုင်ကတော်လည်းရေးအတွက်စစ်ရေးနိုင်ငံရေးကိုဦးစားပေးလှောက်ဆောင်နေရတော့လေယခုအချိန်တွေပြည်သူရေးရစီမံခန့်ခွဲမှုအုတ်ချုပ်ရေးတရားစီရင်ရေးပြည်သူလူကြုံရေးအပါအဝင် အခြားသောပြည်သူဝန်ဆောင်မှုများတိုင်းပြည်တည်ဆောက်ရေး National Rating အစိုးရရန်တရားတည်ဆောက်ရေး State Rating အစိုးရရန်တရားများ Institution များဖြင့် လေပတ်နိုင်ရေးတို့ကိုဒဇဒဇစတင်အကောင့်တွေဖွာနေကြောင်းပြည်သူများဤစားဝတ်နေရေးအလောက်အကိုင်းမြင့်မာရေးတူးချင်းဝင်ငွေရခင်ကထက်မြင့်မာရေးရခိုင်လူမှုဘဝတာယာလှပရေးတို့အတွက်နေလည်းများကိုခြောက်ဝင်နေကြောင်းဆက်နှစ်ချိန်မြောက်တက်တော်နေ့မိခွေစာမျက်နှာနှစ်တွင်ဖော်ပြထားပေသည်